ဆယ်တော်လေးမှာပါကြချောင်းနှပေးနေတဲ့လူတွေဗျာဂယူဆိုင်ကြပါဗျာအမကြည့်အောင်ဗျာရေတွေတဖြည်းဖြည်းနဲ့တိုးလာပြီဗျာအမရေတွေတက်လာပြီနော်ကျွန်တော်တို့ဆယ်တော်လေးဘက်ကနေပြီးလွှတ်ချလိုက်တာရေတွေကိုအမကြအမတချို့အိမ်တွေဆိုမြုပ်ကုန်ပြီဗျာကျွန်တော်တို့ကအမင်းမှနေတာဆိုတော့ဘာမှတော့တိတ်မဖြစ်ဘူးဗျာအမကြည့်အောင်ဗျာအမအမဟိုအိမ်လည်းမြုပ်တော့မှာဟိုမှကြည့်အောင် Ô oh, Mario. အခုမြင်တွေ့နေရတဲ့နေရာကတော့မန္တလေးတိုင်းဒေသကြီးပေါ့နော် အုံချောကကျွန်တော်တို့ဒါဆယ်တော်လေးအဲရွာပဲဖြစ်ပါတယ်အဲဒါဆယ်တော်လေးဆယ်မှာပေါ့နော်ရေအရန်ကြီးနေပါတယ်ဘာကြောင့်ဒီလိုမျိုးရေကြီးတာလဲဆိုလို့ရှိရင်မနေ့က၄ရက်နေ့အဲမနက်ပိုင်းပေါ့နော်အဲဂျာတိယတလောက်တရင်ကတော့မနက်ပိုင်းဒီ9နာရီလောက်တည်းရွာတာမနက်9နာရီလောက်မှမိုးတိတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီဆယ်ရနေပြီးတော့မှရေတွေပြန်လွတ်တာလွတ်တဲ့အတွက်ကြောင့်မလို့အခုဒီရေတွေအခုလိုမြင်ရတဲ့အတိုင်းပေါ့နော်အရန်ကြောက်စရာကောင်းပြီးတော့အရန်ကြီးနေတာဖြစ်ပါတယ်ခင်ဗျာဒီ ဘေးနားမှာနေတဲ့အိမ်တွေဆိုရင်မြုပ်တော့မြုပ်တယ်ပေါ့နော်အပေါ်ပိုင်းအိမ်တွေကတော့လွတ်တယ်ဒါပေမဲ့ဘေးနားနဲ့အောက်ပိုင်းကျတဲ့အိမ်တွေဆိုလို့ရှိရင်မြုပ်တော့မြုပ်တယ်ပေါ့နော်ရေစီးပုံကြီးကတော်တော်လေးကြောက်ဖို့ကောင်းတယ်ဒါမန္တလေးတိုင်းမှာဖြစ်ပါတယ်ဗျာနော်မန္တလေးကတော့ ကတ်ဆိုးတွေလားဘာတွေလားတော့မသိဘူးတခုပြီးတခုကိုဖြစ်နေတော့တာပဲเนาะအမှဆိုလို့ရှိရင်ဒီလူတွေဆိုလို့ရှိရင်ဒီမှာရေထဲမှာတောင်ရေကူးနေကြတာအဲသူတို့ပစ္စည်းတွေဘာတွေလိုက်ဆဲတာလားတော့မသိဘူးဗျဒါညီကိုတယောက်ပေါ့เนาะဘူယိုရိုက်တင်ထားတဲ့ဟာကိုကျွန်တော်အခုပြန်ပြပေးတာဖြစ်ပါတယ်เนาะအဲမူရင်းဘူယိုရိုက်တင်ထားတဲ့ညီကိုလည်းဂျေဇူးအထူးပဲတင်ရှိပါတယ်เนาะအခုလိုမျိုးဖော်ပြပေးတဲ့ဖော်ပြပေးခွင့်ရတဲ့အတွက်လည်းအဲညီကိုကိုဂျေဇူးတင်ပါတယ်ခင်ဗျာအဲ့ဒီဆိုလို့ရှိရင်အမှမြုပ်တော်မြုပ်နေတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ဗီဒီယိုအစားအဆုံးလေးကိုတစ်ချက်လောက်အတူတူကြည့်လိုက်ကြရအောင်ဗျာเนาะ

ဲချောင်းနှဘေးနေတဲ့လူတွေဗျာဂယူဆိုင်ကြပါဗျာအမကြည့်အောင်ဗျာရေတွေတဖြည်းဖြည်းနဲ့တိုးလာပြီဗျာအမရေတွေတက်လာပြီနော်ကျွန်တော်တို့ဆယ်တော်လေးဘက်ကနေပြီးလွတ်ချလိုက်တာရေတွေကိုအမကဲအမတချို့အိမ်တွေဆိုမြုပ်ကုန်ပြီဗျာကျွန်တော်တို့ကအမြင့်မှနေတာဆိုတော့ဘာမှတော့တိတ်မဖြစ်ဘူးဗျာအမကြည့်အောင်ဗျာအမအမ ဆယ်နဲ့ဝေးပြီးတော့ဆယ်ရဲ့အပေါ်ပိုင်းကလူတွေကပေါ့နော်တိတ်ပြီးတော့ပြဿနာအန်ဒီရမရှိပေမဲ့ဆယ်နဲ့နီးပြီးတော့ဒီအောက်ပိုင်းမှာနေတဲ့သူတွေအဲ့ဒီအနီးတဝအနီးနားတဝိုက်ကပေါ့နော်အိမ်မှာနေတဲ့သူတွေပေါ့နော်အထူးဂရုစိုက်ကြပါဗျာနော်အန်ဒီရရှိပါတယ်ရေကြီးလို့ရှိရင်ပေါ့နော်အန်ဒီရအများကြီးရှိနိုင်ပါတယ်အားကြောင့်မလို့အနီးနားကသူတွေအထူးပဲဂရုစိုက်ကြပါလို့နော်မှာကြပါတယ်ခင်ဗျာကဲချောင်းနှပေးနေတဲ့လူတွေဗျာလို့နော်ဆယ်တော်လေးကဟိုးအောက်ဘက်တည်းကလူတွေဂရုစိုက်ကြအောင်ဗျအမှ လက်ဆက်တယ်အမကြီးအောင်ရေတွေချက်ချင်းတိုးတက်လာတာ